တိတ်ဆိတ်မဲမောင်နေတဲ့တော်တီညိုင်းထဲမှာကလေးငယ်တယောက်ရဲ့ငိုတန်ဟာကြည်ကြော်လာလို့ချော့ပေါ်လို့နေပါရဲ့။ကောင်းကင်ရံမှာတောင်းရင်တောက်ပနေတဲ့လာမင်းကြီးကရှိနေပေမဲ့တော်တီညိုင်းထဲကညအချိန်ထွက်တဲ့မြူခိုးတွေဟာတတော်လုံးတတော်လုံးကိုဖုံးလွှမ်းနေတာကြောင့်ပဝင်းကျင်ကိုတတဲကွက်ကွက်မမြင်ရပါဘူး။တဘာဝတရားကြီးကကြီးစိုးနေတဲ့အဲ့ဒီနေရာမှာအအေးတက်ကလည်းပိုလွန်လာပါရဲ့။ညအချိန်ကိုမင်းမူနေကြတဲ့တောပိရစ်တွေရဲ့ကြည်ကြော်လာလောအဟစ်တန်တွေကလည်းစုံညံစွာနဲ့ထွက်ပေါ်လို့နေကြတာပေါ့။ တော်တင်ញိုင်းလို့ခေါ်ရတဲ့အကြောင်းရင်းကလည်းဒီတော်ထဲမှာရှိနေကြတဲ့တော်ရဲသားကောင်တွေဟာရက်ဆက်ကြံကြုံတဲ့ပြေအမဲလိုက်မုံဆိုးတွေကိုပြန်အမဲလိုက်တဲ့တတ္တဝါတွေပဲဖြစ်ကြပါတယ်။ပေါရောင်နေတဲ့အပင်တွေကလည်းအစိတ်ရှိစုပင်တွေများပြားလာတာကြောင့်လူတွေကတင်စားပြီးအဲ့ဒီတော့ကိုတော်တင်ချိုင်းလို့ခေါ်ကြတာဟာယနေ့ထက်တိုင်တီးပါပဲဒီအပြင်ဒီနေ့အချိန်အထိအပြေရှားလို့မရသေးတဲ့ပုံစံတစ်ခုကတော့တော်တင်ချိုင်းထဲမှာရှိလို့နေပြန်ပါသေးတယ် ဘဲခဲဘဲကာလာကလေးကရှိနေလဲမသိခြုံနယ်ပိတ်ပောင်းတွေထူထွက်နေတဲ့နေရာမှာတဲအိုပြက်လေးတစ်လုံးရှိနေပါတယ်။ကျောင်းသားတွေနဲ့စောက်လုထားခဲ့တာကြောင့်တချိန်တုန်းကဒီတဲအိုတွေမှာလူနေခဲ့ဘူးသလားလို့ကြွားသားတွေတွေးထင်လို့နေခဲ့ကြတာပေါ့။အခုတော့မြေကြီးတွေကိုစိုက်ဝင်နေတိုင်းတွေဟာရိုင်းနေနေနဲ့ဖြစ်လို့နေခဲ့ပြီးအမြင်မတင့်တယ်တော့ပါဘူး။ဒီတော်တင်ကြီးတွေမှာမြို့ကိုတွေဖုံးလွှမ်းနေတဲ့ညတညပေါ့။ ဒေါ်လာလေးတစ်ချောင်းအမျိုးသမီးတစ်ယောက်ဟာကလေးငယ်လေးကိုပိုက်ပြီးတဲဥပျက်စီကိုတနေမမတ်ချောက်လွတ်လာခဲ့ပါရယ်ခနာကိုတစ်ခုလုံးကိုအနှံ့ယောင်ဝေယုံဖုံးလွှမ်းထားတာကြောင့်အဲ့ဒီအမျိုးသမီးဟာဘယ်သူဘဲဝါလဲဆိုတာကိုတဲတဲကွက်ကွက်မသိရပါဘူးပွေရှိထားတဲ့ကလေးငယ်လေးကလည်းလောလောလလမိခင်ဝမ်းပိုက်တဲကထွက်လာတဲ့လိုမျိုးခနာကိုတစ်ခုလုံးနီးရဲလို့နေပါသေးတယ်အဖြူရောင်ပိတ်စာနဲ့ပတ်ပြီးတဲအိုပြက်စီကိုလာခဲ့တဲ့အမျိုးသမီးရဲ့ယူရဲ့ချက်ကတော့ဘာများဖြစ်လိမ့်မလဲ။ ဲ့ဒီအမျိုးသမီးရဲ့စိတ်ထဲမွေးကင်းစကလေးငယ်ကိုတောင်းပန်နေမလားဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်နေမလားဆိုတာကတော့သူမကိုယ်တိုင်ပဲတည်ပါပါအရှင်တော်ကြအောင်မတ်တရက်စဉ်းစားပြီးတဲ့နောက်မှာတော့အဲ့ဒီအမျိုးသမီးဟာပွေးရှိထားတဲ့ကလေးငယ်ကိုတဲအုပ်ပြည့်ရဲ့လေကားနားမှာချထားခဲ့လိုက်ပါတော့ရယ်ပြီးတဲ့နောက်တပင်းရှည်ကြီးတစ်ခုကိုရှားပြီးတစုံတစ်ခုကိုတွေးတောခဲ့လိုက်တာပေါ့ ရုတ်တရက်ဆိုလိုပဲတဲအိုပြက်ပေါ်ကရှိုးရှိုးရှောက်ရှောက်အတံကိုကြားလိုက်ရတာကြောင့်အမျိုးသမီးရဲ့အကြည့်တွေဟာတဲအိုပြက်စီကိုရလွတ်သွားခဲ့ပါတယ်။စိတ်ထဲမှာတော့ငါ့ကိုတယောက်ယောက်များတွေ့သွားပြီလားမသိဘူးဆိုပြီးစိုးရိမ်စိတ်တွေကလည်းဝင်လုံးနေသေးတာပေါ့။ အထင်နဲ့အမြင်ကတော့ထက်တူကြတယ်ဆိုပေမဲ့လို့လေသူ့ရဲ့လုံရက်တွေကို မြင်လိုက်ကြတဲ့သူတွေဟာလူသားတွေမဟုတ်ကြပါဘူးတဲပြက်မှာအချိန်ကာလကြာမြင့်စွာတည်ရှိနေကြတဲ့တရေသုံးကောင်ပဲဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးကတရေသုံးကောင်ကိုကြည့်လိုက်တဲ့အချိန်တရေတွေကလည်းအဲ့ဒီအမျိုးသမီးကိုစိုက်ကြည့်နေခဲ့မိပါတယ်ကျူလူဆန်းဆန်းပါပဲလူသားမျိုးသမီးရဲ့မျက်နှာပေါ်မှာထိတ်လန့်ကြောက်ရွံ့တဲ့စိတ်တစိုးတစည်းမှဖြစ်ပေါ်မနေခဲ့ပါဘူး။တရေသုံးကောင်ကိုခဏတာကြည့်ပြီးတဲ့နောက်မှာတော့အမျိုးသမီးလည်းလှဲ့ထွက်လို့သွားခဲ့ပါရဲ့။ တော့ကျက်တော်တဲ့အတူလက်နက်ခင်းအလင်းရောင်ကတော်သေးနိုင်တဲ့ကိုထိုးဖောက်ဝေရလို့လာခဲ့ပါရီအဲဒီချိန်ရမပင်ရွာကစေးစရာကြီးဦးထွန်းညိုဟာစေးဘက်ဝယ်အပင်တွေကိုရှာဖို့အတွက် တော်ရဲကိုဝင်လာခဲ့ပါရီလမ်းကျော်လမ်းကြားမြောင်းကျော်မြောင်းကြားရှုံကျော်ရှုံကြားသွားပြီးတဲ့နောက်မှာတော့ခနာကြတဲ့အခါမှာတဲဥပျက်စီကိုမယောင်မလဲနဲ့ရောက်ရှိလို့လာခဲ့တာပေါ့ရှက်ရှင်းဆိုလိုပဲလေကားရင်းမှာခြိုက်ကြီးတငင်နဲ့ငုံနေတဲ့ကလေးငယ်ကိုမြင်တွေ့ခဲ့လိုက်ရပါတော့တယ်အန်အောစိမ့်တဲ့အတူ ကလေးငယ်လေးစီကိုတွားပြီး ခနာကုံမှာကိုက်နေတဲ့ပွေရစိတ်အ내တွေကိုဖဲ့ကပွေရှိခဲ့လိုက်ပါတော့ရ။ပဝင်းကျင်ကိုလိုက်လံရှာဖွေကြည့်တော့လူဆိုလို့တကောင်တမီမှမရှိပါဘူး။ဘယ်လိုကောင်မတွေကဟိုဟာရပြီးဖြစ်ရှင်တိုင်းဖြစ်လို့ရှင်တိုင်းလို့နောက်ဆုံးကလေးရတော့အပြစ်မဲ့ကလေးကိုဘာလို့လာပြစ်သွားတာလဲ။တော်တော်ဆိုးတဲ့ကောင်းမတွေပဲလို့တွေးရင်ငုံနေတဲ့ကလေးလေးကိုငုံကြည့်ခလိုက်ပါရယ်ကလေးငယ်လေးကလည်းဥထုံးညိုရဲ့လက်ထဲကိုရောက်သွားတဲ့အချိန်မှာတော့ငိုကြွေးနေတဲ့အတန်ကရက်တက်လို့သွားခဲ့ပြီးဥထုံးညိုကိုစိုက်ကြည့်လို့နေခဲ့တာပေါ့ ဟာဒီကောင်ကကြာအေးဖုတ်ကြီးနဲ့ရှစ်စရာတော့ကောင်းတာကွာဘာမှမပူနဲ့ငါကောင်ကြီးဒီနေ့ကစပြီးမင်းကငါမွေးစားမယ်အားလုံးအစဉ်ပြေစီရမယ်ကွာ အပြစ်ကင်းစင်းတဲ့ကလေးငယ်ရဲ့အပြုံးကမောပန်းနေတဲ့ဥထုံးညူရဲ့စိတ်နှလုံးကိုအေးမြစေတာကြောင့်ဒီကလေးကငါနဲ့ထိုက်လို့ငါရတာပဲလို့တွေးတောမိလိုက်ပါရယ်။ဒါကြောင့်တော်ရဲမှာသူရှာလေးတဲ့စေးပတ်ဝင်ကပုံးပင်ဖို့လဲဆက်မချတော့ပဲကလေးလေးကိုပိုက်ကအင်ကိုတန်းပြန်လို့သွားခဲ့တာပေါ့။လူပြိုကြီးဖြစ်တဲ့စီးစရာကြီးဥထုံးညူဟာတောဆက်မှာတယောက်တည်းနေထိုင်နေသူတယောက်ပါ။ရွာသားတွေနေမကောင်းဖြစ်တဲ့အခါပင်းဆောင်ရနောက်ကိုလိုက်ပါသွားလေးရှိပါရယ်။စီးစရာကြီးဆိုတာကသူအများဆုံးလုံးနေကြအလုပ်ဖြစ်လို့ကင်မွန်းတက်ရှိ င်ခံရတာပဲဖြစ်ပါတယ်အမှန်တော့ပယောဂပညာ၊မော်အတက်ပညာနဲ့မန္တန်အတက်တွေကိုလည်းတစ်ဖက်ကန့်ကွက်ကြွန့်ကျင်ထားတဲ့သူတယောက်ဖြစ်ပါတယ်။အခုတော့သူ့ရဲ့ပညာတွေကိုခနာမိထားပြီးကောက်ရထားတဲ့ကလေးငယ်တယောက်နဲ့အလုံးရှုံးလို့နေတာပေါ့။ဘာဝမင်းကိုလာပညာမှာကောက်ရတာပဲကော့။ဒီနက်ခဲအရာမင်းကလည်းကြီးမြတ်တဲ့သူတယောက်ပဲ။ဒီတော့လူအလုံးရဲ့ရိုသေလေးစားမှုကိုလည်းခံရအောင်နမယ်လေးလည်းလှောက်အောင်အောင်မြတ်တာလို့ပြီးမယ်ကွာ။ ဟုတ်တယ်ငါသာအောင်မြတ်တာငါသာအောင်မြတ်တာရဲ့ဟိနမေပေကင်မွန်တဲ့အခမ်းနာဟာသူတို့သားပါနှစ်ယောက်ထဲနေနေပြီးဆုံးသွားခဲ့ပါတယ်ဒီလိုနဲ့အချိန်ကာလက9နှစ်တောင်ကုန်ဆုံးလို့သွားခဲ့တာပေါ့ အောင်မြတ်သားဟာငုံနေတက်တဲ့ကလေးအရွယ်ကနေမြောင်ရှုံးအောင်စောတက်တဲ့မြောင်မူးလေးခုနှစ်နှစ်သားအောင်မြတ်သားဖြစ်ကိုရောက်ရှိလိုလာခဲ့ပါတယ်။တခါတလေဦးထွန်းညိုမန်တန်ရွေးရင်မော်အတက်လေးချင်းတဲ့အချိန်အောင်မြတ်သားကရှောင်းကြည့်ပြီးအတူခိုးလုတ်တက်ပါတယ်။အခုလည်းမနေ့အစောကြီးရှန်ထဲမှာတခိခိရီမောနေတဲ့အတန်ကြောင့်ဦးထွန်းညိုအဲ့ရကနေထကတကားပွင့်ကြည့်ခဲ့လိုက်ပါတယ်။အောင်မြတ်သားဟာသူ့အဖေလုတ်တဲ့အတိုင်းလက်သေးကိုစုပ်ပါဇက်ကနေမန်းမုတ်ပြီးကျက်အုပ်ဆောင်ကိုအဝေးကနေဖွင့်လွှတ်နေပါတယ်။ မန္တန်ပညာကအသေးရှာမလေးလာရသေးတာကြောင့်ကြက်အုပ်ဆောင်ဟာအပေါ်ကိုတင်းတင်းကလေးပဲမြှောက်လို့သွားတာပေါ့ကလေးတဘာဝသူအတူခိုးပြီးလုံနေတဲ့အရာဟာအနှဲငယ်ထားမြောက်တယ်ဆိုတာကိုတီလုံးအပျော်ကြီးပျော်လို့နေခဲ့ရှာပါရီဥထုံညိုကတော့ငငယ်လေးကလေးကသူ့ရဲ့ပညာတွေကိုစိတ်ဝင်စားနေတဲ့အောင်မြတ်တာကိုကြည့်ပြီးဂုံယူလို့နေခဲ့မိတာပေါ့အုပ်ဆောင်ထဲမှာရှိတဲ့ကြက်ကတော့ဒီကောင်ယူများယူနေပြီလားဖွင့်မှာဖြစ်အမြန်ဖွင့်ကားလို့ပြောနေပါတော့အသေးချာပါပဲ။ ဦးထွန်းညိုကတော်တင်ញိုင်းအဆက်မှာအိမ်ဆောင်ပြီးတယောက်တည်းနေတာကြောင့်ဖြစ်လာတဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းပေမဲ့အခုတော့အောင်မြတ်တာဟာသူ့ရဲ့ဘဝထဲမှာရောက်ရှိနေခဲ့ပါပြီဒီတော့သူကလေးကိုအန်ရဲကြားရောက်မှာဆိုတာကြောင့်ခုနှစ်နှစ်ဆိုတဲ့အသက်နဲ့ညီများတဲ့ပညာတွေကိုလည်းသင်ပေးထားခဲ့ပါသေးတယ် ဒီလိုနဲ့ညနေခင်းတစ်ခုမှာတော့ဦးတွန်းညိုဟာအောင်မြတ်တာရဲ့အတန်ကိုမကြားရတာကြောင့်စီးဖော်နေရင်းနဲ့အရင်ပြင်ကိုထွက်လွတ်လာခဲ့ပါတယ်။ပုံမှန်ဆိုရင်အမြဲလိုလိုရေမောနေတတ်တဲ့ကလေးဟာအခုတော့တိတ်ဆိတ်နေပြီးဘယ်ကိုရောက်နေပြီလဲဆိုတဲ့အတွေ့အကြုံနဲ့ဦးတွန်းညိုလည်းအဝေးပတ်ဝန်းကျင်ကိုလိုက်လံရှာဖွေကြည့်ခဲ့တာပေါ့။ဘယ်နေရာမှာမှရှာမတွေ့တဲ့အဆုံးမှာတော့တော်ရဲကိုဝင်တဲ့လမ်းကလေးအတိုင်းဦးတွန်းညိုလိုက်လို့သွားခဲ့ပါတယ်။ စိတ်ထဲမှာတော့အောင်မြတ်တာကိုစားတွေ့ခဲ့တဲ့တဲကုတ်ပြက်လေးစီမာများရောက်နေမလားဆိုတဲ့အတွေ့အကြုံဝင်လို့လာခဲ့တာကြောင့်ဦးထွန်းညိုလည်းအဲ့ဒီတဲပြက်စီကိုတွားခဲ့လိုက်ပါတယ်။မကြပါဘူး။အောင်မြတ်တာရဲ့အော်ဟစ်ငိုကျူးနေတဲ့အတန်းကိုကြားလိုက်ရတော့တာပါပဲ။ဦးထွန်းညိုတရားအမြန်ပြေးလိုက်လို့တွားတာပေါ့။ဟုတ်တာပေါ့ဦးထွန်ညိုတွေးလိုက်သလိုတဲဥပြက်ထဲမှာမကျွမ်းမလို့ဖြစ်နေတဲ့တရေသုံးကောင်က အောင်မြတ်သားကိုဝိုင်းစားလို့နေခဲ့ပါတယ်။တရေမာကြီးတကောင်ကမျက်လုံးကြီးပြူရှာကြီးထုတ်ပြီးအောင်မြတ်သားကိုစားလို့နေပါတယ်။ကလေးဆိုတော့ကြောက်စိတ်တွေကြီးစိုးနေတာကြောင့်ခေါင်းငုံပြီးတော့ငိုလို့နေခဲ့ရှာတာပေါ့။ပြီးမှရှိနေကြတဲ့တရေအထင်းကောင်ကလည်းအောင်မြတ်သားကိုခေါင်းပုတ်လိုက်ဖင်ပုတ်လိုက်နဲ့စားတော့လို့နေခဲ့ကြပါသေးတယ်။အတော်ညုံမြင်တော့အတော်လေးကိုစိတ်တူလို့သွားခဲ့ပြီးသူ့ရဲ့သားကိုစနေတဲ့တရေသုံးကောင်စီကိုသွားခဲ့လိုက်ပါတယ်။တရေမကြီးကအနာကိုလာနေတဲ့ဦးထွန်းညိုကိုမြင်တဲ့အခါမှာတော့ ထွက်နေတဲ့သူ့ရဲ့ရှာကြီးအထဲကိုပြန်ဝင်သွားပါတယ်။မျက်နှာကြီးကလည်းနှကိုထက်ပြိုးလာပြီးဥထုံးညုံကိုစိုးရင်ကြီးနဲ့လှမ်းကြည့်နေခဲ့လိုက်တာပေါ့။ဒါကကကလေးကတချိန်ကျရင်မင်းတို့ရဲ့အရှင်တကယ်ဖြစ်လာလိမ့်မယ်။မှတ်ထားကနမေကအောင်မြတ်တာတဲ့။ စကားဆုံးနာတဲ့ပြိုင်တည်းတရေသုံးကောင်ဟာအဖြူရောင်အလေးနန်းတွေနဲ့အတူပျောက်ကယ်လို့သွားခဲ့ပါရယ်။ဦးထွန်းညိုလည်းမြေကွက်လက်မှာတယောက်တည်းရှိနေတဲ့သူရဲ့သားအောင်မြတ်သားကိုပြေးပြီးပွေ့ရှိထားခဲ့လိုက်ပါရယ်။ကလေးခမရတော့ကြောက်လုံးလုံးသေးတော်ထွက်ကြလို့หนีခဲ့ပါပြီ။ now တဲအိုပျက်စီကိုလှမ်းမြော့ကြည့်ပြီးဦးထိုးညိုကတောက်တစ်ချက်ခောက်ကအိမ်ကိုပြန်လို့သွားခဲ့ပါတော့လေညာရောက်တော့အဲ့ဒီတရေသုံးကောင်ကအောင်မြတ်တာနောက်ကနေကပ်ပါလာခဲ့ပြီးသူ့ကိုထတ်ဆပြန်တာပေါ့ တရေစေးဆိုတာရှစ်လို့လဲစသလိုမုန်းလို့လဲစပါတယ်အခုအောင်မြက်တာလေးကိုတရေတွေက ရှစ်လို့အတွက်လိုက်ကြည်စားနေကြကြတာပါအိန္ဒာတရေအိန္ဒာခေါ်တဲ့ကခေါင်းကြီးထွက်လာတတ်တယ်လို့ပြတင်းပေါင်းမှထိုင်နေရင်လဲတရေမကြီးရဲ့ရှာအရှိကြီးက အောင်မြက်တာရဲ့အရှိမပေါ်လာတတ်ပါတယ်ခလေးကတော့ကြောက်လွန်းလို့ငိုယုံမှတပါတရှားပါမှမလုပ်တတ်ဘူးဟောအကျဉ်းရင်များပြလာတော့ဥတွုံညုံလဲတီးမခတ်နိုင်တော့ပဲငနေသားတရေသုံးကောင်ကိုပညာပေးရပြန်ပါတော့ရဲ့ တရေသုံးကောင်းကဆရာကြီးဦးထိုးညို့ကိုမြင်တာနဲ့ပြေးတာမှတန်းနေတာပါပဲ။တရှက်မကိုပြန်မကြည့်ခဲ့ပါဘူး။ဦးထိုးညို့လည်းငုံနေတဲ့သူ့ရဲ့ကလေးကိုကောက်ရှိကြလိုက်ပြီးရင်ခွင်ထဲမှာထည့်လို့ထားတာပေါ့။မကြောက်နဲ့သားအဖေရှိတယ်။ဘာမှမဖြစ်ဘူး။အောင်မြတ်သားတယောက်ဘယ်နေရာကိုပဲသွားသွားအဲ့ဒီတရေသုံးကောင်းကအလွတ်ပေးမှာတော့မဟုတ်ပါဘူး။သူကကြောက်ပြီးငုံနေလေတရေသုံးကောင်းကပျော်လီလီပါပဲ။ ဒါပေမဲ့ဥထုံညောကိုမြင်လိုက်တာနဲ့တပြိုင်တည်းထဲနေထိုင်ရာတဲဥပျက်စီကိုတံပြေးပြီးဝင်သွားတော့တာပါပဲသူတို့ကအောင်မြတ်တာကိုဒေါသကြောင့်ရှောင်းလန်းနေတာတော့မဟုတ်ပါဘူးဒီတိုင်းပဲ ကလေးကိုရှင်းလွန်းလို့စားနောက်ကြည်စေတဲ့သဘောမျိုးပါပဲ။ဘယောကဆရာကြီးဥထွညွတ်ရှိနေပေမဲ့ဘာကြောင့်ဒီတရေ၃កောင်ကလွတ်မြောက်နေတယ်လဲဆိုတာကတော့တွေးချင်စရာပါ။အမှန်တကယ်တော့ဒီတရေ၃កောင်ကိုပလင်းထဲထည့်ပြီးရေထဲလွင့်ပစ်လိုက်မယ်ဆိုရင်လူသားတွေအများဝေးတဲ့အခါသူတို့မကြားရတော့ပါဘူး။ဒီတော့တန်တရာတခြားလုံးမကျွတ်မလွတ်ဘဝနဲ့ပဲနေသွားရတော့မယ်လေ။ဆရာကြီးဥထွညွတ်ကအဲ့ဒါကိုတီးလို့တရေ၃កောင်သားကိုဘာမှမလုပ်ပဲဒီအတိုင်းလွတ်ထားခဲ့တာပဲဖြစ်ပါတယ်။ နောက်တော့သူရဲ့ကလေးအောင်မြတ်တာကိုတရှားတရေတစီရဲ့ရန်ကနေကင်းလို့စေဖို့ဥထုံးညိုကိုရိုင်းမန်းနဲ့ရွပြီးကျုပ်တို့ကိုအောင်မြတ်တာရဲ့လယ်ဘေးမှာဆွဲပေးခဲ့လိုက်ပါတယ်။ကဲငါသားအောင်မြတ်တာရေမင်းကိုဘယ်တရေမှမနှောက်ရှက်တော့ဘူးကွာပြီးတော့မင်းကြီးလာရင်အဖေရဲ့မန်းနဲ့ပညာတွေကိုအကုန်တင်ပေးမယ်။နောက်ဆိုမင်းအဲ့ဒီတရေတွေကိုပြန်ပြီးစလို့နောက်လို့ရတာပေါ့။ ဦးထွန်းညိုကအောင်မြတ်သားရဲ့ကောင်းကလေးကိုပုံရင်ပြောခဲ့လိုက်ပါရယ်အောင်မြတ်သားကလည်းအတော်လေးကိုကြီးနေသွားပုံရပြီးတခိခိရေမောနေခဲ့တာပေါ့ရာသီတွေအလီလီပြောင်းလဲနှစ်တိကြာညောင်းသွားတဲ့အခါမှာတော့၁၀နှစ်ဆိုတဲ့အချိန်ကာလကတော့ခဏလေးပါပဲ အခုလေအောင်မြတ်သားတယောက်16နှစ်နဲ့ဆိုရဲလူပြိုပွားအွယ်ကိုရောက်ရှိလိုလာခဲ့ပါပြီ။မောင်မိုင်းနေတဲ့ညတညာကောင်းကင်ရံမှာလျှက်စည်းတွေကတလက်လက်ပဝင်းကျင်ရဲ့လေတုကအိစိမ့်လို့နေပြီးကြောရှမ်းစရာကောင်းလွန်လာပါတယ်။ဦးထွန်းညိုရဲ့ဖျားကန်းနဲ့မန္တန်ရုပ်ဖက်တံတွေကလည်းထွက်ပေါ်လို့နေတာပေါ့။အတန်ပိုင်ရှင်ကတော့တခြားသူမဟုတ်အောင်မြတ်သားပါပဲ။ သူကဖအေဖြစ်သူပယောဂဆရာကြီးစင်းဆရာကြီးဦးထွန်းညိုရဲ့မန္တန်ပညာတွေကိုအစိုင်းမမတ်နဲ့သင်ယူနေခဲ့တာလည်းဖြစ်ပါတယ်။ညနေလာတော့အောင်မြတ်တာရဲ့ရုပ်ဖတ်တံတွေကတပြေးပြေးတိုးလာပြီးတစ်ချက်တစ်ချက်ပြတ်တောက်လို့သွားပါတယ်။ဦးထွန်းညိုကလည်းရာသားပါဖြစ်လို့အတန်ပြတ်တောက်ပြတ်တောက်ဖြစ်နေတာလဲလို့တွေးရင်မျက်ခုံးကိုကြုံပြီးနည်းနည်းကလေးအကဲခတ်ကြည့်ခဲ့လိုက်ပါတော့တယ်။လက်စားတတ်တော့အောင်မြတ်တာတယောက်အိမ်ငိုက်လို့หนีခဲ့တာပါ။အာအောင်မြတ်တာ ။ဦးထွန်းညိုရဲ့အော်ဟစ်လိုက်တဲ့အတန်ကြောင့်အောင်မြတ်တာတယောက်အိမ်ငိုင်းနေရကနေလန့်နှုတ်လို့သွားခဲ့ပါရယ်။အာဟုတ်အဖေဟုတ်ဟုတ်။မောင်ကောင်ရတတိလေးပါလေးကက်စတန်မှာဒီပညာရေးဆိုတာကလွယ်လွယ်နဲ့လက်ခံလို့ရတယ်ပညာရေးမဟုတ်ဘူးကွာ။အာအဖေကလေလူကသာအိတ်ရှင်အိတ်နေမယ်စိတ်ကမအိတ်ဘူးလေ။ဒါအကုန်မတ်မိပါရယ်ဗျာ။ဟဲဟဲ။ အမှန်တကယ်တော့အောင်မြတ်တာကမန္တန်ပညာကိုမြင်မြန်ဆန်းဆန်းသင်ယူနိုင်တဲ့ယဉ်ကျေးရှင်ကောင်းလေးတယောက်ဖြစ်ပါတယ်။ဘယ်စားပဲဖြစ်ဖြစ်နားရေကတခါပဲကြားလိုက်ုံနဲ့ခေါင်းထဲကိုတန်းထည့်နိုင်တဲ့ဉာဏ်ရှိပါတယ်။ဦးထွန်းညိုကမျက်မှောင်ကျုပ်ပြီးအောင်မြတ်တာကိုကြည့်နေခဲ့ပြီးမယ်။ယင်းထဲမှာတားပြစ်သူရဲ့ထူးချွန်မှုကိုအတိုင်းအတာမဖော်ပြနိုင်အောင်ဂုဏ်ယူလို့နေခဲ့တာပါ။ဒီလိုနဲ့တကောင်ရန်ကျော်လိုမောလွဲပိုင်းကိုရလို့လာခဲ့ပါပြီ။ယုတ်ဒီရဲ့အိမ်အပြင်ဘက်ကနေအော်ဂေးတန်တစ်ခုကိုကြားလိုက်ရတာကြောင့်ဦးထွန်းညိုလည်းနားစွင့် စ်လိုက်ပါတော့တယ်။ဆရာကြီးဆရာကြီးကျုပ်တို့ဒုက္ခရောက်နေပြီဗျ။ဒုက္ခရောက်နေပြီဆိုတဲ့အတန်ကိုကြားတော့ဦးတွညိုလည်းမနေနိုင်တော့ဘဲထိုင်နေရကနေအမြန်ထားခဲ့လိုက်ပါတယ်။ပြီးတော့အပြင်ကိုပြေးထွက်ကြည့်လိုက်တဲ့အခါမှာတော့တရှိန်ကအောင်မြတ်တာကိုဝိုင်းစားခဲ့ဘူးတဲ့တရေသုံးကောင်ကိုမြင်လိုက်ရတာပေါ့။အောင်မြတ်တာလေးကလည်းနောက်ကနေပြေးလိုက်လာပြီးတရေသုံးကောင်ကိုမြင်တော့မျက်လုံးပြူးလို့သွားခဲ့ပါတယ်။ ဘာကိစ္စလဲကွာဘာကိုဒုက္ခရောက်တာလဲအသေးချာပြောပြစမ်းပါဦးငါသားကိုစားဖို့လာတာလားဟုတ်လားမဟုတ်ပါဘူးဆရာကြီးဟာဒီကတခေကိစ္စကြီးဗျာဟိုအော်လန်းစီဟာဘာတည်းဆိုတဲ့ကောင်တင်ញိုင်ကုန်းတဲကိုသွားပြီးဟိုတရေတရေတွေကိုဝိညာဉ်ခေါ်နေတာဗျာသူခေါ်တဲ့တရေကတခြားသူမဟုတ်ဘူးတောင်ကျန်လုံးလုံးဆရာကိုယ်တိုင်ထိ ंछ ုပ်ထားတဲ့တရေတရေမင်မြပဲဗျာဟော တရေမမေမြောက်ကိုဒီကောင်ကပြန်ပြီးစင့်ခေါ်တယ်ဟုတ်လား တရေမမဲများဆိုတာကအရင်လေးငါးနှစ်လောက်ကအလုံးမတူအတ္တမကျင့်ခံရပြီးရရဆက်ဆက်တက်ပြက်ခံခဲ့လိုက်ရတဲ့အမျိုးသမီးတယောက်ပဲဖြစ်ပါတယ်။သူမရဲ့ဝိညာဉ်ကဒေါသစိတ်ကလစားချေခြင်းစိတ်တွေအမြဲလိုလိုပြည်နယ်လုံးနေပြီးတော်ရဲကိုဝင်ရောက်လာတတ်တဲ့မုတ်ဆိုးတွေကိုလည်းအသက်အန္တရာယ်ပေးတဲ့အထိရှောင်လန့်တက်ပါတယ်။ဒါပေမဲ့ဆရာကြီးဦးထိုးညိုကအဲ့ဒီတရေမကိုဖမ်းဆီးပြီးထိန်းချုပ်ထားခဲ့လိုက်ပါပြီ။အခုတော့အောင်လန်းစီယာဘာတင်ဆိုတဲ့ကောင်ကတရေမမဲများကိုပြန်လွတ်ပေးတဲ့သူအဖြစ်ပေါ်လွတ် ာခဲ့တာပေါ့အာဘယ်ဖြစ်မလဲဒီကောင်မပြန်ပေါ်လာရင်တင်းချိုင်းတစ်ခုလုံးဖယောဖျဲဖြစ်သွားမှာပေါ့အဖေဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲအဖေကအောင်မြတ်သားရဲ့အတန်ကိုကြားတော့ဥထုံးညိုတရားတစုံတစ်ခုကိုစဉ်းစားမိသွားခဲ့ပါတယ်။ပြီးတဲ့နောက်တင်းငိမ့်တဲ့မျက်လုံးတွေနဲ့အောင်မြတ်သားကိုစိုက်ကြည့်ရင်ပခုံးကိုစုပ်ကန်ခေလိုက်တာပေါ့။ဒီကိစ္စကိုသွားရှင်းမဲ့သူကငါမဟုတ်ဘူး။မင်းပဲ။ဟမ်ကျုပ်ကျုပ်ဟုတ်လားဖေ။ဟုတ်တယ် အောင်မြတ်သာမင်းပဲမင်းကစာအုပ်တွေကမန်နာတွေအားလုံးကိုမှတ်မိတယ်ဟုတ်တယ်မလားအခုမင်းရဲ့အစွမ်းကိုပြဖို့အတွက်အရှင်ရောက်ပြီဒါမှမဟုတ်မင်းကြောက်နေတာလားအေးကြောက်နေရင်လေဒီမှာပဲหนีခဲ့လိုက်တော့ဦးထုံညိုကမျက်ကောင်းတစ်ချက်ပင်ပြီးအောင်မြတ်သာကိုလှောင်တလို့လို့ပြောခဲ့လိုက်ပါတယ်အောင်မြတ်သားရဲ့မျက်နှာဟာခဏလောက်တုန်ဆိုင်သွားပြီမဲမကြခင်မှာပဲမျက်လုံးတွေကနေမိတော့တစ်ခုထွက်ပေါ်လာတယ်လို့ပြောဝင်းငနေဖြစ်လို့သွားခဲ့ပါတယ်ကြောက်မကြောက်ဘူးအဖေအဖေကြည့်တာ ကျုပ်အဲ့ဒီအောင်လန်းစီယာဘာတယ်ဆိုတဲ့ကောင်ကိုဒီလက်နဲ့အပြတ်ရှင်းပြမယ်။ပြောပြီးတာနဲ့အောင်မြတ်တာဟာအခန်းထဲကိုပြန်ဝင်လို့သွားခဲ့ပါတယ်။သူအဖေလွယ်နေကြဆေးလွယ်အိမ်လေးတစ်လုံးကိုပခုံးပေါ်ကိုတင်းပြီးပြန်ထွက်လို့လာခဲ့တာပေါ့။ရှေ့မှာရှိနေတဲ့တရေသုံးကောင်ငါ့ကိုတုတ်တန်စီကိုခေါ်သွားကြတယ်။တရေသုံးကောင်လေးတယောက်မျက်နှာကိုတယောက်ကြည့်ရင်ခေါင်းတညိမ့်ညိမ့်နဲ့အောင်မြတ်တာကိုတုတ်တန်ဘက်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ။ဦးထွန်ညိုကတော့ထွက်ခွာသွားတဲ့တားဖြစ်သူကိုငေးကြည့်ရင်ယင်းထဲမှာဂုံယူမှုတွေပြင်းနေလို့နေတာပေါ့။ဒါပေမဲ့တချိန်ထဲမှာပဲသူတီးလိုက်ရတာကအောင်မြတ်တာရဲ့ဘဝမှာပထမဆုံးတကယ်စမ်းသပ်မှုကြီးရင်ဆိုင်ရတော့မယ်ဆိုတာပါပဲ။ကောင်းငင်ရမှာထွန်းလင်းတောက်ပနေတဲ့လာမင်းကြီးတဲ့အတူလေးပြေးလေးအေးတွေကလည်းတဖြည်းဖြည်းနဲ့တိုက်ခတ်လို့နေပါရ။အောင်မြတ်တာကတော့တိတ်ဥပြက်ကမကျွတ်မလွတ်တရေသုံးကောင်းတဲ့အတူတော်တင်းညိုင်းတွေကတုတ်တန်စီကိုထွက်ခွာလို့သွားခဲ့ပါတော့ရ။ ဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ